ဝန်နရီစာကာရိုရဲ့ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ Brighton ကိုနှစ်ဂိုးပြန်နိုင်ရရှိခဲ့တဲ့အာဆင်နယ်။အားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုမှာတော့ဒီနေ့မနက်မှာပဲရှင်ပြိုင်ကစားသွားတဲ့ EFL Cup Round 4မှာအာဆင်နယ်က Brighton ကို2-0နဲ့နိုင်ရရှိခဲ့ပါတယ်။ပွဲတွေမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲ။ပွဲပြီးနောက် Media Adida ကအသင်းသားတွေရဲ့ performance နဲ့ပတ်သက်လို့ ဘလိုတွေထုတ်ပေါ်ချီးကျူးသွားလဲဆိုတော့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မစခင် CMB ကို YouTube မှာ subscribe မလုပ်ထားတဲ့ရင်လောက်ထားနိုင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။ပွဲအတွင်းဘာတွေဖြစ်ပျက်ခဲ့တယ်လဲ။ Mickey Mourinho, Luis Scaly, Wanneri တို့အခြေချက်ကနေဦးဆောင်ဖို့ကို Arsenal တို့ရရှိခဲ့တယ်ဆိုတာကနေစလိုက်ပါမယ်။ Brighton ရဲ့ပွဲဟာ Arsenal အတွက် Carabao ဖလားပြိုင်ပွဲမှာပွဲ250မြောက်ချင်းပြိုင်တာလည်းဖြစ်ပြီးတော့နိုင်ပွဲနဲ့အတူအဆုံးသတ်နိုင်ခဲ့ပါတယ် ပထမဦးဆောင်ကိုမရခင်ဒီအာဆင်နယ်အတွက်ပွဲရပြန်လည်နဲ့ခက်ခဲခဲ့တယ်လို့ပထမပိုင်းမှာဆိုအပိုင်ခွင့်ရေးတွေကိုအဲ့ဒီ Brighton တင်းကတော့ပိုပိုရရှိခဲ့တာပါပထမပိုင်းမှာဇင်ယော်တွေက pitch chance တုံးကြိမ်ထိရရှိခဲ့ပြီးတုံးကြိမ်လုံးကိုလွဲကျော်ခဲ့ပါတယ်အသက်15နှစ်နဲ့300ရာနဲ့နှစ်ရက်သာရှိသေးတဲ့ညာတောင်မန်တိုက်စစ်ကစားမှာ match down man ကိုလည်းအာဒီဒါကပွဲထုတ်ခဲ့ပြီးတော့အသင်းသမိုင်းတစ်ချောင်းအသက်ငယ်ဆုံးပွဲထွက်ကစားဝင်ရတဲ့ကစားသမားဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်ဒါအပြင်အသင်းတိုက်စစ်မှာ18နှစ်အရွယ်သာရှိသေးတဲ့ အန်ဒရီဟယ်ရီမန်နျူးစ်ကိုထည့်သွင်းကစားခဲ့ရပါဗရိုက်တန်ဘက်ကလည်းစောပိုင်းမိနစ်မှာကလေးကဂရီတိုက်စစ်မှုစတီဖန်နိုဇီမစ်အခွင့်အရေးတချို့ရခဲ့ပေမဲ့လည်းအသုံးမချနိုင်ခဲ့ပါဘူးပွဲချင်းကြာလာတာနဲ့အများအားစနေဘက်ကလည်းပြန်ဘက်ကိုဒေါင်းမန်းရဲ့ထိုးဖောက်မှုတွေနဲ့စတင်ဒုက္ခပေးလာနိုင်ပါတယ်ဒီဘက်မှာဇီမစ်ရဲ့ကြံချက်ကိုခရစ်စတီယန်မော်စကွာရာတားဆီးနိုင်ခဲ့တာကြောင့်ဥဆောင်ကိုပေးရမယ်နေသားကလည်းဂန်နာလိုတက်တာရရခဲ့ပါတယ်ဒေါင်းမန်းကတော့ဒုတိယပိုင်းမှာလည်းညာချမ်းမှာစတိုက်ဆိုလိုထိုးဖောက်နေပြီးဒီချိန်မှာ ပေါ်စကယ်လီနဲ့ထိပြီးလဲကြခဲ့ပေမဲ့ကွင်းလေတိုင်းကတော့ပယ်နလီပေးဖို့ငင်းဆန်ခဲ့ပါတယ်။တစ်ဖက်နဲ့တစ်ဖက်ဂိုးမသွင်းနိုင်တဲ့အခြေအနေကတိတ်မကြလိုက်ပဲနဲ့58မိနစ်မှာတော့အသင်းလိုက်တွဲလုံးကနေရစနေတော့ဦးဆောင်ကိုစတင်ရရှိခဲ့ပါတယ်။ဘယ်ကျန်းမှာမော်ရီနိုကနောက်ပေါက်နဲ့မိုင်းစ်လူးဝစ်ကယ်လီကိုခင်းပေးလိုက်တဲ့အနေအထားမှာကစားသမားကဘောက်စ်ထဲမှာအသင့်ရှိနေတဲ့ဝန်နရီကိုအသာအရမျောထိုးပေးလိုက်ပါတယ်။ဝန်နရီကတော့ဂိုးသမားရဲ့ဘယ်ဘက်အောက်တောင်းနားကိုအသာအရပဲထိကျက်မှန်မှန်နဲ့ဦးဆောင်ကိုကန်သွင်းရယူသွားပါတယ်။ ဒီကုဟာဒီရတီကစားသမားရဲ့ပထမဆုံးသင်းကိုဖြစ်လဲမှတ်တမ်းဝင်ခဲ့တာပါ57မိနစ်မှာတော့ဒေါမန်နေရာကိုစာကာနဲ့လူစားလဲခဲ့ပြီးကစားသမားကချက်ချင်းဆိုသလိုညာချမ်းမှာပြန်ဘက်ကိုလှုပ်ချုပ်စီခဲ့ပါတယ်86မိနစ်မှာတော့ Harry Maguire နူးစီရဲ့ကံချက်ကို Brighton ကိုယ်တိုင်တားဆီးနိုင်ခဲ့သည့်စာကာရဲ့ထက်ဆင့်ကံချက်မှာတော့ Arsenal ကိုဒုတိယဦးဆောင်ကိုခွင့်ပြုပေးလိုက်ရပါတယ် Ian Rotoro ကလည်းတတိယဂိုးရရှိအောင်ကြိုးစားခဲ့ပေမဲ့ပွဲကတော့ Arsenal 2 Brighton 0နဲ့ပဲပြီးဆုံးသွားခဲ့တာပါဒါက Arsenal အတွက်နောက်ဆုံး6ပွဲဆက် ပေးဖို့မရှိအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါတော့ဘောဘလားမှာ quarter final တက်ရောက်နိုင်ခဲ့တာနဲ့ပတ်သက်လို့ဘွဲပြီးနီးပြအဒီတာရဲ့ပြောစကားတွေကိုနားထောင်ကြည့်ကြပါမယ်။နီးပြက special ညတညပါပဲ။ပုံပွင့်လေးလေးပြောရရင်ရန်ကိုပြောရှင်နေပါတယ်။အသင်းက quarter final ရောက်သွားပြီဖြစ်တယ်လို့အသင်းကတသင်းကိုလည်းကြော်ဖြတ်နိုင်ခဲ့ကြပါတယ်။လူစင်းကိုစင်နီယာတီအပြောင်းလဲလုပ်ခဲ့ပြီး down man Andre Harrian News တို့လိုလူငယ်လေးတွေကိုလည်းပွဲဥထွက်ပြီးကစားနိုင်ခဲ့ပါတယ်။ ဒီလိုကစားသမားလေးတွေရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးနိုင်တဲ့ခံစားချက်ကဘာနဲ့မှလဲလို့မရပါဘူး။ပွဲရလေအပေါင်းလက္ခဏာဆောင်ခဲ့ပြီးနိုင်ပွဲလေးရရှိခဲ့ပါတယ်။ Harrisman News ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့လည်းနီးပြကရာဒီချိုမာကလေးကဒီကောင်လေးရဲ့ခြေစွမ်းကိုသဘောကျနေရပါ။ပထမဆုံးချီးကျူးကျင်တာကသူ့ရဲ့စိတ်တက်မှကြောမှုကိုပါပဲ။ဒါကကစားသမားတစ်ယောက်အနေနဲ့ပထမဆုံးလိုအပ်ချက်ပါ။သူ့အနေနဲ့သူ့အိမ်မက်နောက်ကိုလိုက်နေတယ်လို့ခြေစွမ်းကလည်းတသက်မတည်းရှိနေပါတယ်။အတင်းကြီးနဲ့လေ့ကျင့်နေတာကလည်းအချိန်တစ်ခုရှိလာပြီးတော့ပွဲထွက်ကစားဖို့အမြဲအစဉ်အပြစ်ဖြစ်နေသူပါ။ ဒီနေ့ကတော့ news အတွက်မန်ကန်နဲ့နေလေဖြစ်တယ်လို့သူအနေနဲ့ပွဲထွက်ကစားဖို့ထိုက်တန်ကြောင်းလည်းပြသနိုင်ခဲ့ပါတယ်။ဒီဘက်မှာ down man ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့လည်းဒီကောင်လေးအပြုံးကချိုးပါတယ်။ဒါကပထမဆုံးသူ့စီကရနိုင်တာပါ။သူ့အတွက်တော့အားလုံးကတာမန်ပါပဲ။အေးဆေးဆေးကစားတတ်တာကသူ့ရဲ့ hand လို့ပြောရပါမယ်။ဒီကစားသမားကဘောလုံးတစ်ခုတည်းကိုပဲအာရုံစိုက်ထားပြီးတိတ်ပြီး complaint မတက်တတ်တာကသူ့ရဲ့လျှို့ဝှက်ချက်လို့မြင်တာပါ။ အသက်15နှစ်အရွယ်မှာပဲပရီးမီးယားလိလိုနေရာမှာတော့တခြားကစားသမားတချို့တက်တာလုံးနဲ့အရေးသွေးရှိကြောင်းသူထုတ်ပြထားပါတယ်ဒီကောင်လေးရဲ့ထူးရှယ်ပါပဲပြန်ပွဲစုံအတွက်လုံလောက်တဲ့လူစင်းရှိနေတဲ့အပေါ်လည်းဤပြကကစားသမားလုံလောက်ရှိတာကအသိကိုအင်အားတောင့်တင်သွားရှိပါတယ်အခုအချိန်အလွယ်ဆုံးလောက်ကတော့လူမပြောင်းလဲလေးတွေလုပ်ကြည့်ရပါပဲအသိကိုပြုပြင်ကြရီထပ်ပြီးပြုပြင်လိုက်ရင်ပိုကောင်းတဲ့အသိဖြစ်လာပါလိမ့်မယ်တဝူးချင်းအနေနဲ့ရောတချို့ position တွေကိုရောတိုးတက်လာဖို့ကလိုပါသေးတယ် အခုကတော့ကစားသမားတွေကပရီးမီးယားလီဂ်ရဲ့တင်းကောင်းတွေပေါ့နိုင်ယူနိုက်တက်ဆိုတဲ့ခံစားချက်မျိုးပိုင်ဆိုင်ထားကြပါပြီ။ပုံပြောရရင်တော့တင်းစရာတွေရှိပါသေးတယ်။ဝန်နရီတင်းကိုတကုတ်ရခဲ့တာနဲ့ပတ်သက်လို့လည်းအရန်ကောင်းတယ်။ပြန်ခဲ့တဲ့ပွဲတွေတုန်းကတော့သူ့အနေနဲ့ကစားအခွင့်တွေရပါသေးတယ်။သူ့လိုရမှာကအခွင့်အရေးတွေရလာရင်အကောင်းဆုံးအသုံးချနိုင်ဖို့ပါပဲ။ဒီနေ့ရသွားတဲ့ဂိုးမှာတော့ကစားသမားအရန်ကိုပါနဲ့လွန်းတာပါ။ပွဲထဲမှာမထီရောက်တဲ့လှုပ်ရှားမှုတွေလည်းဝန်နရီလုပ်ခဲ့ပါသေးတယ်။သူ့ကိုသဘောကျတဲ့အချက်ကဆက်ကြိုးစားနေတာပါပဲ။ ွန်စားမှုလောက်ရမှာလဲဝင်မလေးတယ်လို့အဆုံးမှာတခုခုတော့ဖြစ်အောင်လုပ်မယ်ဆိုရယ်စိတ်လေးတော့သူ့မှာရှိပါတယ်ဆိုတော့အတွင်းကိုတကုန်းနဲ့အတူရလကောင်းပြန်ရတာပါပဲ EFL က quarter final ကိုတော့ဒီဒီမှာ17ရက်နေ့အိမ်ကွင်းမှာပဲ Premier League ပြိုင်ဘက် Crystal Palace ကို Arsenal တို့ထပ်မံရင်းဆိုင်ကစားသွားပါမယ်လက်ရှိမှာလည်း Ghana တို့ပြိုင်ပွဲဆုံးရှုံးပွဲမရှိတာ10ပွဲအထိရှိလာခဲ့ပါပြီလာမယ့်စနေနေ့မှာတော့နောက်ဆုံး2ပွဲဆက်အနိုင်ရလဒ်တွေနဲ့အတူခြေစွမ်းတက်လာတဲ့ Burnley ကိုအဝေးကွင်းထပ်မောမှာ Arsenal တို့ရင်းဆိုင်ကစားသွားပါမယ် နိုဝင်ဘာလမှာ6ပွဲထိအာဆင်နယ်ကစားသွားမှာပါဒီထဲမှာခြေစွမ်းထက်နေတဲ့ Sunderland Spurs Bayern နဲ့ Chelsea တို့လိုအသင်းတွေလည်းပါဝင်နေပါတယ်။ဒါကတော့လက်ရှိဒီမနက်မှာပဲ Brighton ကိုပူပူနွေ့နွေ့2-0နဲ့နိုင်ရရှိထားတဲ့အာဆင်နယ်ရဲ့ Queen Twin Swan ဆောင်ရည်နဲ့ပွဲပြီးပြောစကားတွေကိုပြင်ဆက်ပေးကြတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။